good morning. May I see your passport and boarding pass, please? Sure. Here you go. Good morning. May I see your passport and boarding pass, please? Passport ဆိုတာကကြတော့ကိုယ့်ရဲ့ passport စာအုပ်ကိုပြောတာဖြစ်ပါတယ်။ Boarding pass ဆိုတာကကြတော့လေယာဉ်ပေါ်ကိုတက်ဖို့အတွက်ဖြတ်ထားတဲ့လက်မှတ်ကို boarding pass လို့ခေါ်ပါတယ်။ဆိုတော့ May I see your passport and boarding pass, please? ဆိုတော့ကိုမင်းရဲ့ passport စာအုပ်နဲ့ boarding pass ကိုကြည့်လို့ရမလားလို့တောင်းတာဖြစ်ပါတယ်။ sure here you go sure here you go ဆိုတာဟုတ်ကဲ့ရပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် here you go ဆိုတာသွားလို့ရပါပြီဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူးဟုတ်ကဲ့ရပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါ what's the purpose of your visit what's the purpose of your visit purpose ရပါကြတော့ရည်ရွယ်ချက်ကိုပြောတာ ဖြစ်ပါတယ် P U R P O S E purpose လို့အတန်မထွက်ရပါဘူး purpose purpose ကအတန်ထွက်ဖြစ်ပါတယ် your visit ဆိုတာကမင်းလာလေရတဲ့မင်းရဲ့လာလေရချင်းလို့ပြောတာဖြစ်ပါတယ် what's the purpose of your visit မင်းလာလေရချင်းရဲ့ရည်ရချက်ကဘာလဲလို့မေးတာပါ i'm here for vacation i'm here for vacation ငါဒီကိုအလဲလာတာဖြစ်ပါတယ် vacation ဆိုတာအလဲလာတာကိုဆိုလိုတာပါရှင် how long will you be staying How long will you be staying? မင်းဘလောက်ကြာကြာနေမှာလဲ? Stay ဆိုတာက နေတာဖြစ်ပါတယ်။ How long will you be staying? ဆိုတော့မင်းဒီမှာဘလောက်ကြာကြာနေမှာလဲလို့မိတာဖြစ်ပါတယ်။ How long ဆိုတာကကြာတော့ကြာတဲ့အချိန်ကာလကိုပြောတာဖြစ်ပါတယ်။ I'll be staying for a week. I'll be staying for a week. ငါဒီမှာတပတ်နေမယ်ဆိုရင်အတိတ်ပဲဖြစ်ပါတယ်ဒီနေရာမှာ a week နေရာမှာ10 days 3 days စသဖြင့်လည်းအစားထိုးပြီးပြောလို့ရပါတယ်ရှင်ဒါဆိုလို့ရှိရင် immigration မှာပြောတဲ့ဝကြအတူလေးတွေကိုတည်သွားပြီလို့ထင်ပါတယ်။ပိုကောင်းတဲ့ video နဲ့တွေ့ကြမယ်။ Share Education Page ကို follow လုပ်ထားပေးပါ။ဒီ video ကိုလည်း like နဲ့ share လုပ်ထားပေးပါအောင်နော်။သင်တန်းကျောင်းသိချင်တဲ့သူတွေက comment မှာ SHWE ဆိုပြီးတော့ mention ခဲ့ပေးပါ။ Library မှာရှင်းပြပေးပါမယ်။ Bye bye ။